ဆန်တိုစ်တိုက်စစ်ကစားသမားနေမာဟာဖလာမင်ဂိုနဲ့ပွဲမှာ၃ဂိုးကိုမရှိနဲ့ရှုံးနေခြင်းလူစားလဲခံရလို့ဒေါသထွက်ခဲ့ပါတယ်။၎င်းဟာတနင်္ဂနွေနေ့ကကစားတဲ့အခုပွဲမှာပွဲထက်ကစားခဲ့ပြီး85မိနစ်မှာလူစားလဲခံခဲ့ရတာပါ။နေမာအနေနဲ့ကွင်းထဲကထွက်လာခြင်းနီးပြပေါ်ပေါ်ဒါရဲ့လူစားလဲမှုကိုမေးခွန်းထုတ်ခဲ့ပြီးအရေးကောင်းမထိုင်မှုညင်းဆန်ကအဝေးစားလဲခံနဲ့တန်းဝင်သွားခဲ့ပါတယ်။နေမာစိစိုးသွားတာတဘာဝပါပဲ။တခြားကစားသမားတွေလည်းဒီလိုပဲလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ဘသူကိုလူစားလဲရမလဲဆိုတာကျွန်တော်ဆုံးဖြတ်ရတာပါ။သူစိတ်ဆိုးခဲ့ရင်တော့ဒါဟာတမန်ဖြစ်စင်ပဲလို့ကျွန်တော်တွေးပါတယ်။သူ့အနေနဲ့လေးစားမှုမရှိတာမဟုတ်သလိုဘာမှလည်းမဖြစ်ပါဘူး။ကစားသမားတွေဟာဒီလိုအချိန်မှာအတင်းကိုကူညီဖို့ကစားချင်ကြတယ်။ဒါကကလပ်ဖို့ခက်ခဲတဲ့အချိန်မှာပဲလို့ဗော်ဗိုဒါကပြောခဲ့ပါတယ်။ ်ဆန်တိုးစ်အသင်းဟာနေမာထွက်သွားပြီးမှနောက်ကျကိုငိုပြတ်သွင်းခဲ့ပေမဲ့နှစ်ဂိုးသုံးဂိုးနဲ့ယိနေခဲ့ရပါတယ်။ဆန်တိုးစ်အနေနဲ့ဘရာဇီးစီးရီးပြိုင်ပွဲမှာအဆင့်၁၈ရာရောက်နေပြီးတန်းဆင်းဆုံးနေရှိနေပါတယ်။